အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်အဒီနေ့မနက်ခင်းကိုတော့ Manchester United သတင်းအစုံအလင်းနဲ့ဒါကျွန်တော်တို့စာပေးကြပါတယ်အဲ့တော့ဒါကျွန်တော် international break day ရောက်ပြီဆိုတော့ဒါကျွန်တော်တို့လာမယ့်အဲဘော်ဒိုဟူးကြတာပေးလာမှလာကျွန်တော်အသင်းသတင်းချင်းစီရဲ့ဒါကျွန်တော်တို့ ကျွန်တော်ရဲ့အမြင်တွေပေါ်တင်ဆက်ပေးသွားမှာပေါ့နော်လက်ရှိမှာကျွန်တော်ကွယ်လေးနည်းနည်းလေးအလုပ်များနေတယ်ခရီးလဲသွားမှာလက်ရှိမှာတွေ့ရတဲ့အချိန်ကနောက်မှလည်းရှင်းသွားပြီဒါကျွန်တော်တို့အိမ်လဲနည်းနည်းပြန်ပြောင်းအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီ တဲ့ပေါ်ဒါကျွန်တော်တို့ international break တွေမှာဒါ6ဘုမဟုတ်ဘဲနဲ့5ဘုလောက်ပဲပြောင်းပြီးတင်ပေးရင်ပေးမှာတဖြည်းဖြည်းနဲ့ကျွန်တော်ဒါအမှန်တမ်းပြောမယ်ကိုလည်းအလုပ်အရန်လုပ်ရှုပ်လာတယ်ကျွန်တော်ဒါတဖြည်းဖြည်းနဲ့ဗီဒီယိုတွေ short ချသွားမယ်အနေထားမှာလည်းရှိပါတယ်ဒါကျွန်တော်တနေ့ကိုတော့အနည်းဆုံး4ဘုလောက်တော့လုပ်ပေးဖို့စီစဉ်ရှိမယ်5ဘုကိုတော့ကျွန်တော်အများဆုံးဖြတ်သွားမယ်အနေထားမှာရှိမှာပါအဲ့ဒါလေးကိုလည်းနည်းနည်းလေးကြိုတင်ပြီးပြောချင်တာပေါ့ဘာလို့ over populate လည်းနည်းနည်းလေးဖြစ်နေတယ်လို့ခံစားရကြောင်မို့ဒါ5ဘုကိုနည်းနည်းလေး short ချသွားဖို့တဲ့အစီအစဉ်ရှိပါတယ် breaking news ပါညာတက်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ ကြောက်ပုတ်ပြန်လို့ပြန်မှာပေါ့နော်အဲ့တော့ဒီနေ့မနက်ခင်း Manchester United တင်းကား United အသင်းတိုက်စစ်မှု လူအပ်ချက်တွေနဲ့အတူဒါ United အသင်းကဒါကျွန်တော်တို့တိုက်စစ်အတွက်စတင်ပြီးတော့စဉ်းစားလာခဲ့တာဖြစ်တယ်။ Manchester United ကအခုလက်ရှိမှာ Napoli မှာခြေစွမ်းပြနေခဲ့တဲ့ Rice Muhailand ကိုပြန်ခေါ်ဖို့အတွက်စဉ်းစားနေတယ်ဆိုတဲ့သတင်းကတော့လက်ရှိမှာ Kola Hala ဆက်ဆံလာရှိပါတယ်။လက်ရှိမှာ Manchester United အသင်းက Rice Muhailand ကိုဒါကျွန်တော်တို့သူ့ရဲ့အသင်းတန်းပြီးခဲ့တဲ့ဖြစ်တဲ့ Manchester United အသင်းစဉ်ကိုပြန်ခေါ်ဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကို The Sun Sport ကနေပြီးတော့တင်ထားခဲ့တယ်ဆိုပေမဲ့အဲ့ဒီသတင်းကလက်ရှိဖတ်အမိတလောက်ဆိုတော့ဘူးရှိပဲဖြစ်ပါတယ်။ Manchester United အသင်းကလက်ရှိမှာ Whiteland ကို ပြန်ခေါ်လို့မရတယ်လို့ပြန်ခေါ်ပိုင်ခွင့်လည်းမရှိပါဘူးဆိုပြီးလက်ရှိမှာဒမားစီယိုကသူ့ရဲ့အီတလီသတင်းဌာနမှာတင်ဆက်ထားတာကိုတွေ့ရမယ်။အဓိက Rice Mohallan နဲ့ခုလက်ရှိ Napoli နဲ့ဒါကြောင့်သူတို့သတ်မှတ်ထားတဲ့ပွဲထွက်တဲ့ပွဲအရေးအတွက်တော့မှပြစ်တင်ခဲ့ပြီးဖြစ်ပြီးတော့ Rice Mohallan နဲ့ပတ်သက်ပြီးလက်ရှိမှာ Napoli အသင်းနဲ့လာမယ့်ဒါကြောင့်ဆောင်းရာသီအတွင်းမှာတော့မှဒီကစားသမားကိုအပြီးသက်ဝယ်ယူဖို့အတွက် Manchester United အသင်းနဲ့တရက်ဝင်အောင်စီစဉ်နေတဲ့အချိန်မှာ Manchester United အသင်းကိုသူတို့ရဲ့လက်ရှိတိုက်စစ်မှုကိုဒါ United အသင်းစီကိုပြန်ပေးဖို့ဆိုတာကတော့လက်ရှိအနေထားကဘလူးမှမဖြစ်နိုင်ဘူးဆိုတာကိုတော့ ့တမားစုကသူ့ရဲ့ blog post မှာရေးထားခဲ့တာကိုတွေ့ရမယ်။ United သင်္ကန်းလက်ရှိမှာ white line ကိုဘယ်နည်းနဲ့မှပြန်ခိုးဖို့အစီအစဉ်မရှိဘဲနဲ့အခုလက်ရှိတက်နေတဲ့သတင်းတွေကတော့ Colin Halada ဖြစ်ကြောင်းသိရတဲ့အမှပါတဲ့ United သင်းနဲ့အခုလက်ရှိမှာ white line ကိုတော့သူတို့ရဲ့အသင်းစီကိုပြန်ခေါ်မှုမဖြစ်နိုင်သေးတဲ့အတွက်ကြောင့်မလို့သူတို့နဲ့တခြားသော market ထဲမှာတိုက်စစ်မှုနောက်တစ်ယောက်ရှာရမယ်သဘောမှရှိပါတယ်။ Sasco ရဲ့ injury နဲ့ပတ်သက်ပြီးမင်းညကသတင်းထူးတစ်ခုထွက်မယ်ဆိုပေမဲ့အခုချိန်ထိတော့ဘာမှမတက်လာသေးဘူး။ Sasco ကလက်ရှိမှာနိုင်ငံအသင်းနဲ့မပူးပေါင်းမင်းနဲ့ current တန်မှာပဲကြံခဲ့တယ်လို့သိရတယ်မှာပါတယ်။ current တန်မှာ Manchester United အသင်းနဲ့တူတာကျွန်တော်လက်ရှိမှာ ရူဘင်အာမွန်နဲ့ဂျန်ခဲ့ပြီးတော့သူ့ရဲ့အနာပေါ်သူ့ရဲ့ဒါကျွန်တော်တို့ဒိုင်ယာပေါ်မူတည်ပြီးဒါဆေးဆစ်ချက်ပေါ်မူတည်ပြီးသူ့အနေနဲ့ဒါ သူစေကူမာလာဒါမှမဟုတ်သူအနေနဲ့ခဏလေးနဲ့ပြောင်းမယ်ဆိုရင် United တင်းနဲ့ training ပြန်ဆင်းမှာလာဆိုတဲ့ဥစားကိုကစားသမားက decision ချသွားမယ်လို့သိရတယ်မှာပါတယ်ဒါဆိုလို့သူရဲ့ဟုတ်တယ် Slovakia တင်းနဲ့အဲ့တော့ကျွန်တော်သူရဲ့နိုင်ငံအသင်းနဲ့ဒုတာကျွန်တော်တို့အဲ Rice Move of Sasco ကလိုက်မသွားဘူး Rice Move ဟိုလည်းလည်း Manchester United အသင်းကိုပြန်မလာဘူးပေါ့နော်အဲ Rice Move ဟိုလည်းလည်းပတ်သက်ပြီးနည်းနည်းလေးထပ်ပြီးပြောချင်တာက Manchester United အသင်းကတော့လက်ရှိမှာဒါကျွန်တော်လာမယ့်ရပိုင်းတွင်မှာဒါ နပိုလီဒင်းနဲ့ဒါရိုက်စ်မွန်ဟိုင်လန်ရဲ့အပိတက်ခေါ်ယူရေးကိစ္စအတွက်တရားဝင်ဆွေးနွေးခန်းဖွင့်သွားမယ်လို့သိရတယ်တော့ပါတယ်ရိုက်စ်မွန်ဟိုင်လန်ကိုလက်ရှိမှာအပိတက်ခေါ်ယူပိုင်ခွင့်ယူရို55သန်းနဲ့50ကျားမှာပါဝင်ပတ်သက်မှုရှိပြီးတော့နပိုလီဒင်းနဲ့ဒီထက်5သန်းလောက်ရော့တဲ့ဈေးတစ်ခုနဲ့ခေါ်ယူဖို့အတွက်လက်ရှိမှာဒါကျွန်တော်တို့တရားဝင်ဆွေးနွေးဖို့တော့ပြင်ဆင်လာခဲ့တယ်ယူနိုက်တက်ကလက်ရှိမှာသူတို့ရဲ့စောင်းရသည့်ဘတ်ဂျက်မှာဒါအကယ်၍ Sasco ရဲ့ injury ဒါထင်တာထက်တယ်ပုံပြင်းပြင်းထန်ခဲ့မယ်ဆိုရင်တော့ပတ်ဆက်လူတွေအတွက်ကြောင့်မို့ဒီအပြောင်းရွှေ့တော့လေယူနိုက်တက်ကတကယ်နားထောင်သွားဖို့အတွက်ပြင်ဆင်သွားမယ်လို့သိရတယ်တော့ပါတယ်ဒါလက်ရှိမှာရိုက်စ်မွန်ဟိုင်လန်နဲ့ပတ်သက်ပြီး ီတာကျွန်တော်အန်တိုနီယိုကွန်တီကတော်တော်လေးကိုသဘောကျပေမဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဆောင်း ကျောင်းရည်အပြောင်းရွှေ့မှာခေါ်မဲကိစ္စကိုတော့အဓိကနပိုလီဘက်ကလှုပ်ဆောင်တာဖြစ်တယ်။နပိုလီသင်းတဲ့လက်ရှိတာပူပူလောလောမှာအန်တိုနီယိုကွန်တီလိုတွေ့ဆုံခဲ့ပြီးသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တဲ့ဆွေးသတင်းတွေလည်းကောလာဟာလာထွက်လာတဲ့ကြောင့်မို့ Rice Mohoyle ရဲ့ဒါအပိသက်ခေါ်ယူရေးကဒါကျွန်တော်အနောက်ရှက်များဖြစ်သွားမလားအကုန်လုံးကဆွေးခဲ့တယ်။မဟုတ်ပါဘူး။နပိုလီသင်းကိုယ်တိုင်ကလည်း Rice Mohoyle ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူတို့ကိုယ်တိုင်သဘောကျတယ်ရောအန်တိုနီယိုကွန်တီရှိသည်ဖြစ်စေအန်တိုကိုယ်ရဲ့ကွန်တီမရှိသည်ဖြစ်စေသူတို့အနေနဲ့ဒါကျွန်တော် Rice Mohoyle ကိုအပိသက်ခေါ်ယူဖို့အတွက်ပြင်ဆင်သွားမယ်လို့လည်းဒါကျွန်တော်စာရေးရဖတ်မိရတယ်မှာပါ။အဲ့တော့အန်တိုနီယိုကွန်တီကထုတ်ဝန်နိုင်မဲ့သူအနေနဲ့သူမ ပြောတော့ဘူးဆိုပြဿနာတောက်လျှောက်ရှာပြီအဲ့ဒါလက်ရှိပုံစံမျိုးပါပဲအဲ့တော့ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် Manchester United အသင်းနေနေအသင်း၃တိုက်ဆက်မှုတွေကို market ထဲမှာစောင့်ရသည့်အတွင်းမှာခဲကလိုက်ရှာမှုတွေပြင်ဆင်လာတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်လက်ရှိမှာယာယီအသင်း၃ကစားသမား၂ယောက်မှာ United အသင်းနဲ့ဈေးတသက်တသာနဲ့ရနိုင်မယ့်ကစားသမား၂ယောက်ရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ပထမတစ်ယောက်ကတော့ Juventus ကအတင်းလိုလိုထိုးရောက်နေတယ်ဒါကျွန်တော် Vlahovic ပါ Vlahovic ကတချိန်ကတည်းကနာမည်ကြီးရန်ကြည့်ပြီး Manchester United အသင်းကိုယ်တိုင်ကလည်းဒါ Fiorentina ကနေပြီးတော့ Juventus ကိုမပြောင်းသေးခင်အချိန်မှာ စိတ်ဝင်စားတဲ့တိုက်စစ်မှုတွေရောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့ Juventus ကိုရောက်ပြီးခြေစွမ်းတော့ပြခဲ့တာမှတ်ပြီးအခုလက်ရှိမှာဒါ10လောက်လည်းအလုံးမဖြစ်ခဲ့တဲ့ Vlahovic ကို Juventus ဘက်ကဒါကျွန်တော်မှတ်မှတ်ရေးရဒီနှစ်နွေရာသီကလေးကရောင်းမှုတွေအကြီးအကျယ်ပြင်ဆင်နေခဲ့တာဖြစ်တယ်။တိုက်စစ်မှုလုံးနေတဲ့ Manchester United တွေနဲ့ Vlahovic ကိုဈေးသက်သက်သာနဲ့ရနိုင်မယ်ဆိုရင်တော့ explore လုပ်ပွားမှုတွေပြင်ဆင်သွားနိုင်မယ်လို့သိရတယ်မှာပါ။ဒါပေမဲ့လက်ရှိမှာ United အသင်းဘက်ကတော့ Vlahovic ကိုခေါ်ယူမယ်ဆိုရင်တော့အဟန့်တာအကြီးအမားဆုံးတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆို Vlahovic ရဲ့လက်ရှိလောက်ခလာစားပဲ။ Vlahovic ရဲ့လက်ရှိလောက်ခလာစားကမြင့်မားလွန်းတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ ကျွန်တော်တို့အေးပေါ့မြန်မာဆို United လက်ရှိ Tyson Stand နဲ့အရာမြန်မာတဲ့အတွက်ကြောင့်မို့တို့အနေနဲ့ခေါ်ယူဖို့အတွက်ကတော်တော်လေးကိုပြန်စဉ်းစားသွားမယ်လို့သိရတယ်ပုံပါတယ် United အသင်းနဲ့လာမယ့်ယာဒီမှာဒါကျွန်တော်တို့လာမယ့်ဆောင်းယာဒီကလူတွေခေါ်မယ့်အနေထားမှာဒီနှစ်မှလည်းဒါဒီလိုပုံစံမျိုးမသိမသာလုပ်ခဲ့တာကသူတို့ရဲ့ salary cap ပဲ salary cap မှာဒါ Manchester United အသင်းနဲ့တပတ်လောက်ခလာစားဒါကျွန်တော်တို့ နှစ်သိန်းနှစ်ပေါင်းထပ်ပို့ပြီးတော့ဗကစားသမားကိုမှပေးဖို့အတွက်အစီအစဉ်မရှိတော့တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့အခုလက်ရှိဒါကျွန်တော်တို့သူတို့ salary cap ထဲကိုဝင်နေဆိုရင်ဒီကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားမယ်အခုလက်ရှိမှာ Vlahovic ကို United က0ကြိုက်တယ်သူရဲ့လောက်ခလာစားကအဟန်တာတစ်ခုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မို့ United က Vlahovic ကိုကြိုက်ပေမဲ့လက်ရှိမှာခေါ်ယူဖို့အတွက်တုံ့ဆိုင်နေတာဖြစ်ဒါပေမဲ့ Vlahovic ပုံစံကလည်းရှိမှာ Sesko တို့ Huaylan တို့လိုပုံစံဖြစ်တဲ့ကြောင့်မို့ United ပြည်သက်တွေက Vlahovic ကိုတော့တိတ်ပြီးသဘောမချဘူးလို့သိရတယ်မှာပါတယ် United တင်နောက်ထပ်တယောက်စိတ်ဝင်စားနေတာကလက်ရှိမှာလာစားလည်းများပေမဲ့အခုလက်ရှိမှာ Premier League ကိုပြန်လာခြင်းနဲ့ ်ဒါ Brentford ရဲ့တိုက်စင်မှုဟောင်းဖြစ်ခဲ့တဲ့ Ivan Toni ပဲ Ivan Toni ကလက်ရှိမှာဒါကျွန်တော်သူ့အနေနဲ့ဒါ Saudi Arabia မပျော်ရွှင်တော့တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့အသင်းပြောင်းမှုတွေအကြီးအကျယ်ပြင်ဆင်နေတယ်လို့သတင်းတွေအရရေးသားခဲ့တဲ့ဒီမှာပါပါတယ်နောက်ဆုံး update ရသတင်းတွေအရဆိုတော့ Ivan Toni အနေနဲ့ Premier League ကိုပြန်ပြောင်းဖို့အတွက်သူ့ရဲ့ agent ကိုအသင်းတက်ကိုရှာဖွေခိုင်းထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်လက်ရှိဂျာရဲ့ထဲမှာဒါအစားတက်လာတဲ့သတင်းကဒါ Spurs သင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ Thomas Frank နဲ့လေဒါ Ivan Toni တို့ဖုန်းပြောခဲ့ပြီးတော့ Spurs သင်းနဲ့ကဲ Richarlison ကိုဒါဆောင်းရသည့်အတွင်းမှာရောင်းချဖြစ်ခဲ့မယ်ဆိုရင်တော့ဒီ Ivan Toni ကိုဒီ နှစ်ဆောင်းရာသီမှာဝယ်ဖို့အတွက်စပါတက်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်နေကြတာကိုတွေ့ရမယ်။သို့ပေမဲ့တော့ညာလဲ Manchester United အသင်းကလည်း Ivan Rooney ကိုအခုလက်ရှိမှာအသင်းများပြောင်းခဲ့မယ်ဆိုရင်တော့စိတ်ဝင်စားမှုပြသနေတယ်ဆိုပြီးတော့သတင်းတွေထွက်လာခဲ့တယ်။ Ivan Rooney ကိုတန်ကဘယ်အသင်းမှပြောင်းတာ Premier League ကိုပြန်ပြောင်းပြီးသူ့အနေနဲ့ဒါကျတော့သူ့ရဲ့ခြေစွမ်းကိုပြသနိုင်မယ်ဆိုရင်တော့သူကတော့ပြောင်းဖို့တော့ ready ပဲလို့သိရတယ်မှာပါတယ်။ Ivan Rooney နဲ့လက်ရှိမှာဒါကျတော့ La Mic ကပဖလားမှာတိုက်စစ်နေရအတွက်ပြန်လည်ပြီးနေရာရသွားရေးအတွက်တကယ်ကိုစူးစမ်းမှုတော့လည်းပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ Ivan Rooney ရဲ့ပတ်သက်ပြီး United ကတော့လေးကိုသဘောကျ ရူဘယ်အာမိုရင်းနဲ့သဘောကျတဲ့အောင်ဒီအပြောင်းရွှေ့ကစောင့်ကြည့်ရမယ်အပြောင်းရွှေ့တွေကတခုလို့ပြောလို့ရရင်လည်းနောက်ဆုံးဒါသတင်းတစ်ခုကိုသွားလိုက်အောင် Manchester United အသင်းရဲ့လက်ရှိဒါကျွန်တော်တို့ကွင်းလယ်ကစားသမားနေရာအတွက်ဒါကျွန်တော်တို့ Corner Gallery ကို United အသင်းကဒီနှစ်ဆောင်းရသည်မှာပြစ်မှတ်ထားတယ်လို့သိရတယ်မှာပါတယ် Corner Gallery ကလက်ရှိဒါကျွန်တော်တို့ Atletico Madrid နဲ့အတူဒါကျွန်တော်တို့နေရာတနေရာပြန်ရနေခဲ့တာမှန်ပေမဲ့ကျွန်တော်တို့နင်းလားငါလားဟိဆိုတဲ့ moment ဒီမှာဒါကျွန်တော်တို့ သူအနေနဲ့သူဒီ Premier League ကိုပြန်သွားခြင်းပြီးသူ့အတွက်ဒါကျွန်တော်လက်ရှိမှာကောင်းတဲ့နေရာတနေရာကိုပြန်လူခြင်းတယ်လို့သိရတယ်မှာပါတယ် United တင်းကလက်ရှိမှာ Kobe Mainu ကိုဒီနှစ်ဆောင်းရသည့်အတွင်းမှာဆုံးရှုံးရဖို့ရာခိုင်နှုန်းတွေတဖြည်းဖြည်းနဲ့ဒါတက်လာဖို့အတွက်ရှိတဲ့အတွက်ကြောင့်မလို့ ယူနိုက်တက်ဘက်ကလာကွင်းလေပိုင်းကလူခေါ်သွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ဥပအမိုရီနဲ့ဒါကျွန်တော်ရေရှည်ရကူဂါတိကသူ့ရဲ့ပလန်မှာအလုံးမဖြစ်မှန်းသိတဲ့အတွက်ကြောင့်မို့ဒါကွင်းလေပိုင်းကယူနိုက်တက်ကိုဒီနှစ်ဆောင်းဝါဒီကတည်းကလူခေါ်ပေးဖို့အတွက်ယူနိုက်တက်အသင်းကိုတောင်းဆိုထားရဲဆိုတဲ့သတင်းထွက်လာခဲ့တယ်။ယူနိုက်တက်အသင်းနဲ့မာကီဆိုင်ငင်းအနေနဲ့ဒီဆောင်းဝါဒီကွင်းဟိုမာကီဆိုင်ငင်းနဲ့ဒီကွင်းလေပိုင်းအတွက်လာမယ့်လူရည်ဒီမှာခေါ်မှာအသေးကြပဲ။ဒါပေမဲ့ဆောင်းဝါဒီမှာလည်းလက်ရှိမှာယူနိုက်တက်အသင်းနဲ့ဒီကွင်းလေပိုင်းအတွက်လက်ရှိမှာပြင်ဆင်မှုတွေကိုပြုလုပ်သွားမယ်။ဒါနဲ့ပတ်သက်ပြီးလည်းပြောရမယ်ဆိုရင်တော့အက်သလက်တီကိုမက်ဒရစ်ကလည်းလက်ရှိမှာဖော်နာဂယ်လီကာကိုပေါင်တန်း40ယူရိုတန်း50ပတ်ချာလေဝင် ်ကြရရမယ်ဆိုရင်တော့ရောင်းသွားဖို့အစကတည်းကပြင်ဆင်ထားတာဖြစ်ပြီးမနစ်ကလူရည်ဒီကတည်းကဒီကစားသမားကိုကြိုက်စေးရရင်ဒါအက်လက်တီကိုမက်တွစ်ကရောင်းသွားဖို့တော့ပြင်ဆင်လာခဲ့တာဖြစ်တယ်။ဒါပေမဲ့လက်ရှိနောက်ဆုံး update သတင်းတွေရဆိုရင်တော့အက်လက်တီကိုမက်တွစ်ကတော့ဘယ်ဈေးကိုပြောင်းပြီးတောင်းမလဲဆိုတာကိုတော့ကျွန်တော်တို့ဒီ day မသိရသေးပါဘူး။ဒါကလက်ရှိနောက်ဆုံး update ပေါ့နော်။အဲ့တော့မြည်တော့ပင်စူစီကမူလက်ရှိမှာဒါ Manchester United အသင်းနေနဲ့ဒါကွေးတဲ့အပိုင်းတွေလည်းအကြီးမားပြင်ဆင်မှုလုပ်နေသေးရတယ်မှာ။ကိုဗီမိုင်းတွေကိုလက်ရှိမှာ Napoli အသင်းကပါခေါ်ယူဖို့တော့တရားဝင်ဆွေးနွေးနေပြီဖြစ်ပြီးတော့ United အသင်းကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့သူတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသိ ချာတော့မဆုံးဖြတ်ရသေးဘူးဆိုတဲ့သတင်းတွေတော့ထွက်နေတာတွေ့ရမယ်။ဘာဒီဘလူဖြစ်လာမယ်ဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီးတော့ United ကနေလည်းလာမယ့်ဆောင်းဝါဒီမှာကလေးကအပြောင်းအရွှေ့တွေကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီးအခန်းကဏ္ဍတစ်ခုကိုရောက်လာပြီးတော့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော်ကွန်ပြပါအောင်ဗျ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုပေါအောင်ကုညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ပေးကြပါဗျ။မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်။ကျွန်တော်တောင်းပြပါအောင်။ဒီပါဗျ။